မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်။ရန်ကုန်ဒလတဒါနောက်ဆုံးအဆင့်မြောက်လိုင်းလာကြည့်ပြီးမြစ်ကူးတမန်စိတ်များအလုံးပိတ်ပင်လိုက်ပြီးမြစ်အတွင်းစစ်သင်္ဘောများကင်းလဲကဒလမြို့နယ်နဲ့ရန်ကုန်မြို့စိတ်ကန်ဝင်းကျင်တစ်ခုလုံးကိုလုံခြုံရေးတင်းကျပ်လိုက်တယ်ဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ ရန်ကုန်ဒလတဒနောက်ဆုံးအဆင့်အခြေအနေကိုအကြံဖက်မင်းအောင်လိုင်ကလာရောက်ကြည့်ရှုမိဖြစ်ပြီးရန်ကုန်ဒလမြကိုစမန်စိတ်များအလုံးကိုစစ်တပ်ကပိတ်ပင်လိုက်ပြီးမြေအတွင်းစစ်သည်မောများကင်းလဲနေကြောင်းဒေသခံပြည်သူများနဲ့စစ်ပတ်တရင်ရင်းမြစ်ကခုလိုပဲပြောဆိုထားပါတယ်။ ရမန်နေ့အော်တိုဘားလ9ရက်နေ့ည7:00နာရီခန့်ကရန်ကုန်ဒလမြေကိုတမ်းမန်းစိတ်များအားလုံးကိုစစ်တပ်ကပိတ်ပင်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်မြို့အတွင်းတွင်လည်းစစ်သည်မောအချို့ကိုကင်းလက်ချလာခဲ့ကြောင်းဒလမြို့ပေါ်နှင့်မြို့နယ်အတွင်းတွင်စစ်တပ်ကတဆွဲခဲ့ပြီးကင်းလက်ခဲ့ပြီးရန်ကုန်မြို့စိတ်ကမ်းဘက်အချမ်းတွင်စစ်ကားငယ်တချို့နှင့်လှည့်လည်ကင်းလက်မှုများကိုရမန်နေ့ခန့်ကလှုံ့ဆော်ခဲ့ကြောင်းသိရှိရပါသည် ။တလရန်ကုန်တမန်တွေနဲ့တမန်စိတ်တွေအလုံးကမနေ့ည၈နာရီခန့်ကပိတ်ထားတယ်။သူတို့ပြေးဆွဲပေးနေတဲ့ရန်ကုန်တလမြေကူးတင်မော်ကတော့ကူးပေးနေတယ်။ဒါပေမဲ့လူကြီးလာရင်မြေကူးတင်မော်ခဏရထားမယ်ပြောတယ်။မြစ်ထဲမှာတော့စစ်သည်မော်တွေတွေ့တယ်။ရန်ကုန်စိတ်ကမ်းပမာလဲစစ်သားတွေတော်တော်များများချတာတယ်။တလတလားကိုမင်းအောင်လိုက်လာကြည့်မလို့ပြောတယ်လို့ဒေသခံပြည်သူတို့ကအခုလိုပဲပြောဆိုထားပါတယ်။ ယနေ့နနက်10:30မိနစ်ဝန်းကျင်တွင်ယမန်နေ့ညကလေးကလုံခြုံရေးအရာလေဆိပ်များနှင့်လမ်းများပိတ်ပင်ထားမှုများကိုစစ်တပ်ကပြန်လည်ဖွင့်ပေးလိုက်ကြောင်းရန်ကုန်မြို့ကတူဦးကခုလိုပဲပြောဆိုထားပါရင်စစ်ပတ်တရင်ရင်မြက်ကလည်းရန်ကုန်ဒလဒရာကိုမင်းအောင်လိုက်တွားရောက်ရန်စက်တင်ဘာလအတွင်းကလေးကစီစဉ်ထားခြင်းဖြစ်တော့လေရုရှားခရီးစဉ်အပောင်းဝင်အခြားကိစ္စများကြောင့်ခရီးစဉ်ရွှေ့ဆိုင်ခဲ့ကြောင်းယနေ့အော်တိုဘာလ10ရက်နေ့တွင်မင်းအောင်လိုက်ကဒလဒရာသို့တွားရောက်ွယ်ရှိကြောင်းခုလိုပဲပြောဆိုထားပါရင် ဒလာဒနာကိုတက်ချုပ်သွားဖို့စီစဉ်ထားတာစက်တင်ဘာကလေးကဒီနေ့သွားကျင်သွားနိုင်တယ်ဒနာကနောက်ဆုံးအဆင့်ဖြစ်နေပြီဒီဇင်ဘာမှာတော့မဟုတ်ဇန်နဝါရီမှာဖွင့်ဖို့တွန်းလှုပ်နေတယ်လို့စစ်ပတ်တင်ရေးမြေကခုလိုပဲပြောဆိုထားပါရင်ရန်ကုန်ဒလာဒနာမှာတမနီကျိုးဆိုင်လေးလံသွားဒနာကြီးဖြစ်ပြီးပြမဒနာအရှိ1936ပေနဲ့ဒနာအရှိစုစုပေါင်း1143ပေရှိကြောင်းတန်ကျင်း1500ကျန်ရှိပြီးတင်မောကြီးများရေလံကန်း ကင်းလွတ်စွာသွားလိုက်နိုင်ရန်အမြင့်ပေ160ခန်းနှင့်ရေလန်းကင်းလွတ်အကျဉ်း922ပေ ရှိတာပြီးဆောက်လုပ်သွားပြီဖြစ်ကရင်းတစဉ်ချင်းခန်နိုင်ဝင်အား85တန်တိဖြစ်ကြောင်းကိုရီးယားမြန်မာချစ်ကြီးဒလတရာကိုကိုရီးယားနိုင်ငံစီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ ETCFI လုံးချင်းငွေအမေရိကန်ဒေါ်လာ138.833စံပြည်ရင်းရန်ပုံငွေ30.341တန်စုစုပေါင်းကုန်ကြငွေအမေရိကန်ဒေါ်လာ168.184တန်ကုန်ကြမည်ဖြစ်ပြီးကိုရီးယားထုတ်ကုန်သွင်းကုန်များ ကွန်ဗန်နဲ့မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ2015ခုနှစ်နိုဝင်ဘာလ16ရက်နေ့ကကျင်းငွေဆိုင်ရာသဘောတူစာချုပ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းခုလိုပဲသိရှိရပါတယ်။ အဆိုပါဒလဒလတီဆောင်ရဲ့အသေးစိတ်ဒီဇိုင်းကိုကိုရီးယားသမ္မတနိုင်ငံဆွန်ဆွန်ကုမ္ပဏီလင်းနေကရေးဆွဲခဲ့ပြီးကိုရီးယားပညာရှင်များပါဝင်သောကိုရီးယား GS Engineering Group ကအခုလိုတာဝန်ယူတည်ဆောက်ထားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရန်ကုန်ဒလဒလပွင့်လင့်ပြီးစီပါကရန်ကုန်မြို့မှာဒလ20ကော်မွန်ကွန်းကြံကုန်းမြို့နယ်များဒေဒီရဲဒတာမှတဆင်ကမ်းခြေဒေသများနဲ့ AR တိုင်းတစ်ခုလုံးတို့လွယ်ကူလျင်မြန်စွာသွားလာမည်ဖြစ်ကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်။ ဆလဘီပြည်မျိုးနယ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသောပြူစောတီကောင်းဆောင်လှမင်းကိုအရှင်ဖမ်းမိတော်လဲခုခံတွက်ပြေး၍ပြစ်ကက်ဖမ်းဆီးရမှာတေဆုံးကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်မျိုးနယ်တွင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးအကြမ်းဖက်စစ်တပ်ရွေးကောက်ပွဲကိုကူညီနေတဲ့ပြူစောတီကောင်းဆောင်လှမင်းကိုအရှင်ဖမ်းမိတော်လဲခုခံတွက်ပြေး၍ပြစ်ကက်ဖမ်းဆီးရမှာတေဆုံးခဲ့ကြောင်းပြည်ခရိုင်တရင်နှင့်တရင်နှင့်ပြန်ကြားရေးတာဝန်ခံရက်စတာကအခုလိုပဲပေးပို့ထားပါသည်။ အော်တိုဘာလကြောင်းရည်နေနေ10နိုင်ကန်တွင်ပြီမျိုးနဲ့ပေါင်းတလေအပိုင်းခွေးရဲကျင်းရုပ်ကုန်းကျွရမှာပြူစောတိကောင်းဆောင်လှမင်းကိုဝန်တင်စိတ်ကျွရအနိပကိုတိုင်းစစ်ဌာနဗျူဟာ27ကိုကဲမူအောင်ရှိပြီခရန်တရင်နှင့် 3639နှစ်တရင်နဲ့ပြည်ခရံတရင်တ3639တရင်ရဲဘော်များကအရှင်ဖန်စီရမိခဲ့ကြောင်းသိရှိရပါတယ်အခုလိုဖန်စီရမိပြီးနောက်စစ်စင်းမင်းမြန်းရန်ခေါ်ဆောင်လာစဉ်လမ်းမိုက်တနေရာရောက်တွင်ပြန်လည်ခုခံထပ်ပြေးရိုက်လက်ဖန်စီကပစ်ကက်စဉ်ကြည်တိမင်မှန်ပြီးပြေပွဲချင်းပြီးတည်ဆုံသွားခဲ့ကြောင်းပြူစောတီလက်မြင့်ထံမှခဲသည့်တဲ့တွင်ပြစ်ခတ်ရသော gas တုံးဖြစ်စတိုတလန်ဆိုင်ငယ်တစည်းနှင့်လက်ကင်ဖုန်းတစ်လုံးတို့ကိုတိမ်းဆက်ရရှိခဲ့ကြောင်းကုလိုပဲသိရှိရပါသည် တေဆုံးသွားသောလှမြင်အားပေါင်းတလဲမြောက်တန်းရှိပြူစောတီကောင်းဆောင်ဖြစ်ပြီးပြူစောတီအဖွဲ့ဝင်များစုဆောင်ခြင်းကျင်းရွာတွင်ရှိလူငယ်များရဲ့အချက်လက်များကောက်ယူကပေါင်းတလဲရေစကန်နှင့်စစ်ကောင်ရှင်ရဲ့လူကြီးပိုင်းများတန်တရင်းများပေးပို့ခြင်းစစ်ကောင်ရှင်အမိခံအကြံဖတ်စစ်တကပြုလုပ်မဲ့ရွေးကောက်ပွဲအားကူညီခြင်းများအပြင်လက်ကောင်ဦးစည်သောပြူစောတီအဖွဲ့ကပေါင်းတလဲမျိုးပေါ်နှင့်ကျင်းရွာများတွင်အစည်းအဝေးဆစ်ခြင်းအတင်းအမှစစ်မှုထမ်းခေါ်ယူခြင်းနှင့်ပေါ်တာဆွဲခြင်းတို့ကိုအဓိကပါဝင်လို့ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါသည် ကျွန်တော်တို့လှမြင့်စီကတိမ်းဆဲရမိတဲ့ဖုန်းကနေတစင်ပေါတလေနေမီနဲ့ဝက်တီကန်နေမီကရက်ွက်ကျေးရွာမှာရှိတဲ့ပြည်သူစစ်စရင်တွေကိုရရှိထားပြီးစစ်ကောင်စီရဲ့တောက်တိုင်မှတ်သမားစစ်ကောင်စီကပြည်လုံးမဲ့ရွေးကောက်ပွဲကိုဝိုင်းဝန်းကူညီသူမှတ်သမားကိုစုံစမ်းပြီးတယောက်စွာအရေးယူသွားပါမယ်ပြည်သူများအနေနဲ့လည်းစစ်ကောင်စီရဲ့သွာလာလှုံ့ဆော်မှုတွေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးအနိုင်ကျင့်နေတဲ့အသားတွေကလောက်ထွက်ပြည်သူတစ္ဆာပေါက်တွေရဲ့နေရည်နဲ့သွာလာလှုံ့ဆော်မှုတွေကိုတည်င်ပေးရင်တော်လိုင်းရဲ့အပွဲတွေကို ပူပေါင်းမှုဖိတ်ခေါ်ပါတယ်လို့ပြည်ခရိုင်တရင်နှစ်တရင်နဲ့ပြင်ကြားရေးတာဝန်ခံရက်စတာကအခုလိုပြောဆိုကြောင်းသိရှိရပါတယ်ရှင်။မုံရမျိုးနယ်တွင်ပြည်သူများတပ်မဆက်ကြေးကောင်းနေသောရဲရရှိသူနှင့်ရဲတပ်သားတို့တို့လိုက်ပါလာသောကားကိုတလိုင်းတပ်များကပြစ်ခတ်မှုရဲလေးဦးသေဆုံးပြီးလက်နက်ခဲရများသိမ်းဆည်းရရှိရဲ့အကြောင်းတည်ဆက်ပေးပါမယ်။ ။စကိုင်းတိုင်းမုံရမြို့နယ်တွင်ပြည်သူများထံမှဆက်ကြေးကောင်းနေသောရဲရရှိသူနှင့်ရဲတပ်သားတို့တို့လိုက်ပါလာသောကားကိုတလရင်တပ်များကပြစ်ခတ်မှုရဲလေးဦးသေဆုံးပြီးလက်နက်ခဲရဲများသိမ်းဆည်းရရှိကြောင်းအဆိုပါမရှင်တွင်ပါဝင်ခဲ့သောတလရင်ရဲဘော်ကိုထွန်းကားခုလိုပဲပြောဆိုပါသည်။အော်တိုဘာလာလေးရဲ့နေနေပိုင်းမုံရမြို့နယ်တာစီလန်းနှင့် အတောအဝိုင်းဘက်တွင်ပြည်သူများထံမှငွေကြေးနှင့်ပလာသောပစ္စည်းများအတင်းအရမဆက်ကြေးကောက်ခံနေသောရဲရရှိသူနှင့်ရဲတပ်သားတို့လိုက်ပါသောအင်စီကားကိုတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းအပြန်အလှန်တိုက်ခိုက်မှုအတွင်ရဲလေးဦးဇလုံးသေဆုံးခဲ့ပြီးတော်လန်ရေးတပ်များအထိကိတ်မရှိခဲ့ကြောင်းလက်နက်ကြေးများသိမ်းဆီးရရှိခဲ့ကြောင်းခုလိုပဲသိရှိရပါသည် တေဆုံးသူရဲလေးဦးအနက်တအူးမှကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမဒီနယ်မြေရဲစခန်းမှာရဲတပ်ချက်သိန်းစော်ဖြစ်ကြောင်းသိရှိရရှိသောလက်နက်ခဲယမ်းများမှ BA 63ကဒီဒရီနှစ်လက်ကိုမမပစ္စတိုတလက်တို့ဖြစ်ပြီးလိုက်ပါစီးနှင်းလာသောအင်စီကားမှလည်းပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းခုလိုပဲသိရှိရပါတယ်။အဆိုပါမရှိကုန်မုံရမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရမြို့နယ်ပါလာပါနှင့်ចောင်းသားတပ်တော် SAF မုံရခရိုင်တပ်ရင်းနှင့်ခွဲသုံးရွာစုံကြီးတော်လန်တဲ့ ဥတလင်မိုဘိုင်းတိန်တို့ကအတူပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ဆလဘင်ရွေးကောက်ပွဲစက်ညင်သူအပါဝင်စက်တင်ဘာမှာဖမ်းဆီးခံရသူပြည်သူ160ကျော် ရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့စက်တင်ဘာလမှာစစ်ကောင်စီရဲ့မတရားဖန်ဆီးခံရတဲ့ပြည်သူ160ကျော်ရှိပြီးရွေးကောက်ပွဲအတွက်စန့်ကျင်တဲ့ကိစ္စတွေကိုပါစောင့်ကြည့်ဖန်ဆီးမှုတွေရှိလာတယ်လို့ RSM ကတာဝန်ရှိသူကခုလိုပဲပြောဆိုပါတယ်။စစ်မှုရန်အတွက်ပန်းနာတွေကတော့ပုံမှန်လုပ်နေကြအတိုင်းပဲလမ်းပေါ်လိုက်ဆွဲတာတွေ SCP ခေါ်သွားတာတွေစရင်နဲ့လိုက်ခေါ်တာတွေစတာတွေလုပ်သွားပါတယ်။တက်တိုးလာတာကတော့ရွေးကောက်ပွဲစန့်ကျင်တဲ့ကိစ္စကိုစောင့်ကြည့်ပြီးဖန်နာတွေပါလို့၎င်းကပြောပါတယ်။ စက်တင်ဘာမှာစစ်ကောင်စီရဲ့မတရားပန်းစီခံခဲ့ရသူ163ဦးရှိပြီး10ဦးလွတ်မြောက်က25ဦးကိုစစ်တပ်နှောင်းနဲ့အကျဉ်းထောင်တွေစီပို့ဆောင်ခဲ့တယ်လို့ RSN ကခုလိုပဲထုတ်ပြန်ထားပါတယ်။ကျန်တဲ့128ဦးကိုပန်းစီခံခဲ့ရပြီးနောက်ဆက်တွဲအခြေအနေတွေမသိလိုက်ရဘူးလို့ဆိုပါတယ်။ဖန်စီခံရသူတွေထဲမှာတရင်အတီကြနဲ့ဖန်စီခံရသူက23ဦးပဲရှိပြီးလမ်းမပေါ်တွင်သွာလာခြင်းစစ်ဆေးတာပေါ်တာဆွဲတာအစီရင်စစ်တာလမ်းမော်ထိုင်နေတာစိုင်းထိုင်နေတာ ဖုန်းစစ်ဆေးရာစတဲ့အကြောင်းအရာတွေနဲ့ဖမ်းဆီးခံရသူ133ဦးနဲ့ဖမ်းဆီးတဲ့အကြောင်းအရာမသိဘဲအကျဉ်းထောင်ထဲကိုပန်းလာသူ9ဦးရှိတယ်လို့ RSN ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်အော်တိုဘားလာထဲမှာဖမ်းဆီးခံရသူတွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုနှောက်ယှက်ဆန့်ကျင်တယ်လို့ဆိုပြီးဖမ်းဆီးခံရသူ6ဦးရှိတယ်လို့စစ်ကောင်စီကကုလထုတ်ပြန်ထားတယ်လို့ RSN ကဆိုပါတယ်။ မရှင်တွေပြပြီးချင်းအနီးနားကလူငယ်တွေကိုရန်တန်းလိုက်ဖမ်းတာတွေလည်းရှိပါတယ်ဗျလို့ ISN ကတောင်းရင်ရှိသူကခုလိုပဲပြောဆိုပါတယ်။ဒါအပြင်စီးရင်လှုပ်ရှားမှုတွေမှာပါဝင်တယ်လို့ဆွဆွဲပြီးဖမ်းဆီးခံရသူ15ဦးအထိရှိရလို့ ISN ကခုလိုပဲထုတ်ပြန်ထားပါတယ်။ဒီလာထဲမှာဖမ်းဆီးခံရသူတွေကိုရန်ကုန်ရဲ့မြို့နယ်24ခုထဲကနေဖမ်းဆီးခဲ့တာဖြစ်ပြီးကမာရွတ်နယ်စမ်းကြောင်းမြို့နယ်တွေကဖမ်းဆီးခံရမှုအများဆုံးဖြစ်ခဲ့ပါတယ်။